ဒီနေ့မှာတော့လူများစုမှာတွေ့ရတတ်တဲ့ယောဂတစ်ခုအကြောင်းပြောပြပေးမယ်။ဒါကတော့အုံနောက်သွေးကြောပိတ်ယောဂဒါမှမဟုတ် cerebral stroke လို့ခေါ်တဲ့ယောဂပါ။ colloquial language in lakhu who does ကလုံးကိုအသုံးပြုပါမည်။အစမှာအုံနောက်သွေးကြောပိတ်ယောဂဆိုတာဘာလဲဆိုတာရှင်းပြပါမယ်။ အုံနောက်တွေးကြောပိတ်ယောဂဆိုတာအုံနောက်ထဲတွေးလန်းချောင်းပိတ်သွားခြင်းဒါမှမဟုတ်တွေးယူထွက်ခြင်းကြောင့်ကိုယ်ခန္ဓာတစ်ဖက်ချမ်းမလုံနိုင်တော့တာကိုဆိုလိုတာပါဒါကြောင့်မိမိရဲ့မျက်နှာတစ်ဖက်ဖက်ကိုကြွေသွားခြင်းကိုယ်ခန္ဓာတစ်ဖက်ဖက်အားနည်းသွားခြင်း စကားပြောရခက်ခဲခြင်းနှာရှောက်ရခက်ခဲခြင်းစတဲ့လက္ခဏာတွေတစ်ခုခုပေါ်လာရင်ချက်ချင်းစိတ်ဆိုင်ရအကူအညီယူတင်ပါတယ် ကျုပ်တို့မှာ trombolytic therapy လို့ခေါ်တဲ့သွေးကြောထဲမှာဖြစ်ပေါ်နေတဲ့သွေးတုံးကိုပျော်စေတဲ့ကုထုံးရှိပါတယ်။ယခင်ကလေတသမာ9နာရီထိပဲပေးနိုင်ခဲ့ပေမဲ့အခုတော့24နာရီထိပေးနိုင်ပါပြီ။